ပိုရသည်ဗီဒီယိုလေးတင်တော့ပိုရသည်ကိုစားလို့ရတဲ့နည်းလေးတွေပြောပြကြရပေါ့နော်။ဒါကတော့ဟိုတခါသွားပြီးတော့မှရိုက်ပြခဲ့တဲ့ပိုလျာသည်ပင်လေးပါ။သူ့မှာဆိုရင်အမှဲ့ရှိတဲ့ခုလိုမျိုးနည်းနည်းလေးတွေကတော့အသေးမမှဲ့သေးတဲ့ဟာလေးရှိရပေါ့နော်။ဒါလေးကိုပြန်ရိုက်ပြမယ်ဆိုပြီးတော့မှဂျားထဲမှာမသွားဖြစ်တာနဲ့နှစ်ပတ်လောက်ကြာကြာမှမိုးရီရွာသွားတဲ့ခါကျတော့ဒီခုမြင်ရတဲ့အသီးတွေကကျွေသွားပြီးတော့ဒီလိုအသေးတိတ်လေးတွေပဲကျန်ခဲ့ရပါပေါ့နော်။အဲ့ဒီပိုရသည်ကိုမြုပ်သီးရဲ့ပုံချောက်ရဲ့ငပိလေးရဲ့နဲ့ပေါ့နော်။သူ့ကိုထောင်းပါမယ်။ အဲ့တော့ပထမဆုံးကပုံ6တီကိုညအောင်ထောင်းလိုက်ပါမယ်အရင်သူထောင်းတဲ့အခါမှာလေရုံကတတော်လေးကိုစားလို့ကောင်းတယ်ကွာအရင်တော့အဲ့လောက်ကောင်းမှမထင်ဘောနော်အခုတော့စားပြီးတော့အရင် impress ဖြစ်သွားတယ်ငရုတ်သီးအဆက်ကတော့အခုကြိုက်တလောက်စားနိုင်တလောက်ထဲပါလို့ရှိရင်တော့ငပိကိုကြတော့ဒဲဦးလေးနဲ့မီးအုံးမျိုးပါနော်မီးခင်မျိုးပါငပိကိုထဲပါ ဝေယာသီးလေးတွေကိုနည်းနည်းချင်းထည့်ပါမယ်ဒီလိုအသီးလေးတွေအအမှန်မှားတော့ဗောနော်ရဲနေလို့ညိုနေလို့ရှိရင်သူကမှဲ့တယ်ဆိုပေမဲ့စားကြည့်တဲ့အခါမှာမိုးထိတာတော့အသီးတွေအချင်းနဲ့ရှိတော့သူ့လေးတွေကတခါလေးထည့်ထောင်းပါတယ်နည်း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 ချင်းသူ့ကိုထည့်ထောင်းလိုက်ပါတယ်ခင်ဗျမြန်နီတောင်စားမဲ့စားဝေယာသီးထောင်းမဲ့စားမြန်နီတောင်နဲ့တူတယ်ဟုတ်ပါတယ်သူကလုံးဝမယန်းဒီထောင်းလို့ရှားတာမျိုးလုံးဝရတယ် လုံးဝသဘောရကြာသွားပါတော့เนาะအဲ့တော့ဒီဟာကိုဘယ်လိုစားမလဲဆိုလို့ရှိရင်ဒီဘက်အရှမ်းပြည်ဘက်မှာဆိုရင်မုတ်လီပွေလည်းခေါ်ရပါတော့เนาะမြန်မာပြည်ဘက်တော့မုတ်လီပွေလို့ခေါ်မှာပေါ့အဲ့ဒါဒီဘက်မှာတော့မုတ်ကျွတ်လို့ခေါ်ပါတယ်အဲ့လိုမုတ်ကျွတ်နဲ့ကတ်စားကြရပါတော့เนาะအဲသူကလက်ဖက်ချင်းဆက်ထောင်းလေးပါလို့လည်းစားရပေါ့အဲ့တော့ဒီဟာလေးကိုကြာတော့မုတ်လီပွေမရတဲ့ခါကြာတော့ငါမုတ်ချော်လေးနဲ့ဒါလေးကိုစားပါမယ် အဲတကယ်လို့စားနိုင်တယ်ဆိုလို့ရှိရင်စားလို့ထောင်းမှုအဆင်ပြေဆိုထောင်းမှုတော့စားချစ်ပါလို့လုံးဝအယမ်းသာမိမိုက်ပါတယ်ဒီမှာအလှစင်လာတဲ့အရွက်လေးတွေကတော့ပိုရာဒီအရွက်လေးတွေကိုဟိုဒါမြင်ဘူးအောင်ပေါ့နော်ပြထားတာမျိုးဖြစ်ပါတယ်ချွတ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 ်နဲ့သူ့ရဲ့ချင်းပြုံးပြုံးချတာလေးကလုံးဝမိမိုက်နေရမှုလို့အယမ်းကိုကောင်းတော့ပါပဲရှင်ဗီတာမင်စီလည်းအယမ်းကျပါတယ်အန်တီအောက်ဆီဒန့်လည်းပေါ်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်နော်တတာ